မမြင်ရတာကိုဖျက်ဆီးလို့မရဘူးဆိုတာအီရန်ကလူငယ်နှစ်များစွာကလေးကနားလည်ထားပြီးသားပါတခြားနိုင်ငံတွေလိုတင်ကားတွေဒုံးလုံးစင်တွေလေကြောင်းကာကွယ်ရေးအမြောက်တွေနဲ့မြေပြင်မှာအင်အားပြဖို့မရွေးချယ်ပဲအီရန်ကလုံးဝကွဲပြားတဲ့နေလန်းကိုရွေးချယ်ခဲ့ပါတယ်သူတို့တွေမြေအောင်နဲ့နဲ့ကိုတူးကြပါတယ်ဟော်မော့စကန်ရဲ့တောင်ပိုင်းကန်နာရီကနေပြီးတော့ကမန်ရှန်ရဲ့နောက်ပိုင်းကုန်းမြင့်တွေ ပြီးတော့ Zagros Town တွင်ရဲ့အနက်ဒီတဲ့အထီးကိုဖြန့်ကျက်ထားတဲ့မြေအောက်လိုင်းကောင်းကွန်ရက်ကြီးတွေဖြစ်ပါတယ်။ကျောင်းလွာတွေမြေလွာတွေရဲ့အောက်မှာမီတာရာနဲ့ချီထူထဲတဲ့အလွာတွေနဲ့ဖုံးကွယ်ထားတဲ့အီရန်ရဲ့အစစ်မြင့်ဆုံးလက်နက်တွေရှိနေပါတယ်။တုံးပြန်စနစ်တွေ UAV ထိန်းချုပ်ရေးစခန်းတွေလောင်စာတူလောင်ယုံတွေနီးပြူဟာနီးပညာဖွံ့ဖြိုးရေးစင်တာတွေတောင်ရှိပါတယ်။အီရန်မီဒီယာတွေကဒါရီကို ဒုံမျိုးတော်တွေလို့ရည်ညွှန်းကြပါတယ်။အချက်လက်တွေထုတ်ပြန်တဲ့အခါတိုင်းမြေအောက်လိုင်းကောင်းတွေကနေဒုံပြန်နေအစင်သစ်ဖြစ်နေတဲ့ဗီဒီယိုတွေကိုပြကြပါတယ်။ဒါပေမဲ့မျက်နှာပြင်ပေါ်မှာမြင်ရတာတွေကရေခဲကြောင်ရဲ့ထိပ်ပိုင်းမှာတကယ်တကယ်မှာတော့ဘူမိဗေဒဖွဲ့စည်းပုံတွေတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့လိုင်းကောင်းကွန်ရက်တွေအလွာလိုက်ဖုံးအုပ်မှုတွေကဒီနေရာတွေကိုစည်ရေးဝင်ကဘာကြီးတွေအဖြစ်ပြောင်းလဲစေပါတယ်။ တာမန်လနဲ့ဒီနဲ့ဖြည့်ဆည်းဖို့အလွန်ခက်ခဲတဲ့နေရာတွေပါ။ဒါကြောင့်ကမ္ဘာထိပ်တန်းလေတက်တီတောင်အီရန်ကသူ့ရဲ့အခြေခံအဆောက်အုံတွေအားလုံးကိုမြေအောက်ကိုရွှေ့ပြစ်ရင်သူတို့အနေနဲ့လုံးဝကွဲပြားတဲ့ဂိမ်းကိုကစားမယ်ဆိုတာအတိအမှတ်ပြုရတယ်။တချို့ဆက်ယုံတွေကအရက်သုံးဂိုးတောင်တွေအောက်စိုက်ပျိုးရေးကိရိယာတွေအောက်အများသုံးဆက်ယုံတွေအောက်မှာရှိနေပါတယ်။တချို့ကတော့ဂျိုရူတွေအတွက်ကြီးရခက်တဲ့တောင်ကြားတွေမှာတည်ရှိနေပါတယ်။အထူးသဖြင့်အီရန်ကဒီနေရာတွေကိုပုံသေးမထားပဲ လှည့်လည်အသုံးပြုပါရယ်ရွှေလျားဒုံလွတ်စင်နေသုံးပါရယ်ခင်မီစစ်ပွဲတွေမှာမြေအောက်နေရာကိုထိန်းချုပ်နိုင်သူကလှုပ်ရှားမှုအစားပြုနိုင်တဲ့အခွင့်အရေးရှိပါရယ်အီရန်ကအင်အားပြဖို့မဟုတ်ဘဲပုံအောင်နေဖို့အတွက်နှစ်20နီးပါးကြာအောင်ဒီအတိုင်းလုပ်နေခဲ့တာပါတခုတည်းသောပြဿနာက မရိကန်ဒါဟုတိသွားပြီးဒီတခါတော့လက်လျှော့မှာမဟုတ်ပါဘူးဖက်ဒဂွန်ရဲ့စစ်စင်ရေးမှတ်တမ်းတွေမှာမြေအောက်စစ်ရုံတွေကဒါမြင့်ချက်မဟုတ်ပါဘူးဒီမြေအောက်စနစ်တွေကိုဖျက်ဆီးဖို့ဆိုတာအင်အားနဲ့ထိုးပေါက်တာမဟုတ်တလို့ရုတ်တရက်ကြီးအလုံးရင်းနဲ့တိုက်ခိုက်တာလည်းမဟုတ်ပါဘူး အရင်ဆုံးရေဒါတွေပြည့်စည်အောင်လုပ်ရမယ်။စက်သွေးရေးစက်တွေပြည့်စည်အောင်လုပ်ရမယ်။ပြီးမှအတွင်းစနစ်တွေစုခွာစရာလည်းမရှိတဲ့အချိန်မှာတီချာရဲ့ပြစ်ခတ်မှုတွေလုပ်ရမှာပါ။အမေရိကန်ကတူးလိုင်းကောင်းတိုင်းကိုရှာဖွေစရာမလိုပါဘူး။အရေးကြီးဆုံးတစ်ခုကိုပဲရှာရမှာပါ။အီရန်ကဒါကိုဘယ်သူမှမထိရဲဘူးလို့ယုံကြည်ပြီးတိဆောက်ခဲ့ရင်သူတို့အမေရိကန်ရဲ့အထူးကျွမ်းကျင်မှုကအတွင်းရဝင်တိုက်တာမဟုတ်ပဲအပေါ်ကနေအရာအလုံးကိုဖြိုချတာဆိုတာမိထားကြတာပါ။ မြေအောက်ပြင်းမှတ်တွေကိုရေဒါပြက်စီးအောင်မလုပ်ဘဲဒိုင်းရိုက်တိုက်ခိုက်တဲ့နိုင်ငံမဟုတ်ပါဘူးပန်တဂွန်ရဲ့အစီအစဉ်ရအီရန်ကသူ့ကိုစောင့်ကြည့်နေတယ်ဆိုတာစစ်သွေးအားလုံးတပြိုင်နက်ဖျက်ထုတ်ခံရမှာပဲသိမှာပါပဒမဆင်းကဒေတာရီကုတ်စာချောင်းနေနဲ့စပါရယ်ခင်းနောက်ကျနေတဲ့ထိန်းချုံစနစ်တွေထဲမှာဒိတ်တစိတ်လဲပန်းနေမယ်ရန်သူချိန်နှုံးတွေပေါ်မှာအနောက်ရှက်ပြီးတဲ့ပက်ကက်တွေပေါ်လာမယ်ဒီအပြင်နှစ်ပေါင်း၁၀နှစ်ကျော်က stat net ဖြစ်စဉ်ကဆိုင်ဘာစစ်ပွဲဆိုတာအယူဆတစ်ခုတည်းမဟုတ်ကြောင်းကဘာကိုပြသခဲ့ပါတယ်။အမေရိကန်နဲ့မဟာမိတ်ရဲ့ကျွမ်းကျင်သူတွေဖန်တီးခဲ့တဲ့ကုတ်တစ်ခုပါ။အီရန်ရဲ့ယူရေနီယံခြေစက်တွေတည်းဝင်ရောက်ပြီးဒုံးပြန်တစ်ချက်မပြစ်ဘဲသူ့ဘာသာသူဖျက်ဆီးသွားစေခဲ့ပါတယ်။ဒီဟာကိုအစစ်မြင့်ပြီးတော့မွန်မန်ထာနာရီကအီရန်ရဲ့ကာကွယ်ရေးကွန်ရက်တစ်ခုလုံးအဆက်အသွယ်ပြတ်သွားဖို့လိုအပ်ရင်ပြန်သုံးဖို့အစဉ်သင့်ဖြစ်နေပါပြီ။ဒီအစီအစဉ်ကရေဒါစနစ်တွေကိုကေအီစင်တာတွေကိုပဲပြင်မှတ်ထားတာမဟုတ်ဘဲ digital set တွေနဲ့လဲပတ်နေတဲ့မြောက်အခြေစိုက်စခန်းကြီးရဲ့အချက်အလက်စနစ်တွေကိုပါပြင်မှတ်ထားတာပါမြင်းငလင်းအာယုံခံကရိယာတွေအလိုလျောက်ထိန်းချုပ်တဲ့တကားတွေလုံခြုံတဲ့အတွင်းဆက်သွယ်ရေးတွေမြောက်အေးပီးစနစ်တွေဒါရီအလုံးလောက်ရတာရက်သွားရင်ဘုံခိုစရာတွေဟာအခြေစိုက်စခန်းမဟုတ်တော့ပဲအပြည့်အနေတော့ခတ်ထားတဲ့တတုဘူးကြီးတွေပဲဖြစ်သွားမှာပါတစ်ချိန်တည်းမှာပဲ American ရဲ့ Low Orbit Reconnaissance Satellite တွေက အီရန်နောက်ပိုင်းအထူးသဖြင့် current back if i han ပြီးတော့ ras kanaya တောင်ပိုင်းတွေမှာ scan pet စစ်ဆေးမှုတွေပုံမလို့ဆောင်လာပါတယ်ဒီနေရာတွေမှာမြေအောက်ပုံခိုစရာတွေရဲ့ဝင်ပေါက်တွေရှိနိုင်တယ်လို့တန်တရားရှိကြပါတယ် ဒီနောက်မှာတော့ IQ4 Global Hawk မဟာဗျူဟာမြင့်စောင့်ကြည့်ရေး UAV တွေကအီရန်အနီးကလေကြောင်းလိုင်းတွေကနေဖြတ်တန်းစီပြီးတော့ပင်လယ်ကွေ့ဒေသကအခြေစိုက်စခန်းတွေကနေလွတ်တယ်လိုက်ပါတယ်အပူလိုင်းအချက်ပြမှုတွေချိုးပဲ့နေတဲ့နေအနေထားတွေမြေကြီးအတွင်းကထွက်လာတဲ့အပူချိန်တွေအားလုံးကိုစကန်ဖက်ယူပြီးတော့ 3D မြေပုံဆွဲရာဝင်ပေါက်ဖြစ်နိုင်ခြေရှိတဲ့နေရာတိုင်းလေဝင်လေထွက်ပိုင်လိုင်းတွေနဲ့မြေအောက်ထိန်းချုပ်ရေးစင်တာတွေကိုတိကျစွာအမှတ်အသား ြုထားပါတယ်။အနည်းကစစ်ဆေးဖို့လိုတဲ့အခါ MQ9 ဒါမှမဟုတ် C Ghost လို့ရှောင်းတခင် drone တွေက ကြောင်ကြလန်းချောင်းနေရနေမြေပြင်နဲ့နီနီကက်ကက်ပြန်တန်းပြီးရုပ်ပုံတွေလျှက်စစ်တန်လိုက်အချက်ပြတွေနဲ့အတန်လိုက်ပြန်တန်းတွေကိုစုဆောင်းပါတယ်ဒါရီအားလုံးရဲ့တခုတည်းသောရည်ရွယ်ချက်ကဘေဟာကတကယ့်ပုံခိုစရာဖြစ်ပြီးတော့ဘေဟာကလှေဖျားမှုလဲဆိုတာဆုံးဖြတ်ဖို့ပါပဲအီရန်သားတွေကမိုင်မဲတဲ့သူတွေမဟုတ်ပါဘူးအမေရိကန်ကသူတို့ကိုစောင့်ကြည့်နေတယ်ဆိုတာသူတို့သိပါတယ်ဒါကြောင့်အခြေဆိုင်စက်ခန်းအတူတွေအတွင်းနဲ့ဘာမှမရှိတဲ့ဝင်ပေါက်တွေဖုံးကွယ်ထားတဲ့ဆက်ပစ္စည်းတွေနဲ့အချိန် သက်မဲ့ပြီးဝင်ထွက်သွားလာနေတဲ့ကားတွေကိုကျော်ရူဆောင်ကြီးရေးကိုလည်းဖျားဖို့အစီအစဉ်တကြားအစီအစဉ်ထားကြပါတယ်ဒါပေမဲ့ဒီလှဲခွက်တွေကမျက်စိနဲ့မကြည့်ပဲ algorithm နေနဲ့စောင့်ကြည့်နေတဲ့အခါမှာကြာရှည်မခံပါဘူးပြေစုံတဲ့မြေပုံတစ်ခုရသွားပြီဆိုတာနဲ့အရေးကြီးတဲ့မြေအောက်လိုင်းကောင်းတွေကို အနီအောင်သင်္ကေတတွေနဲ့အမှတ်အသားလုပ်ပါရင် ချက်ချင်းပဲယာယီအနောက်ရှက်ပြီးစနစ်တွေအလုံးလုံးလာပြီးအတွင်းနဲ့အပြင်ဆက်သွယ်မှုအားလုံးကိုဖျက်တောက်လိုက်တဲ့အခါမြေအောက်ထင်းချိုးရေးစင်တာတစ်ခုလုံးအတန်စိတ်သွားပါတယ်ဒါဟာနောက်တစ်ဆင့်ကိုစတင်ဖို့အချိန်ပါပဲအဲ့ဒါကတော့မြေအောက်မှာနေနေတဲ့မြို့တစ်မြို့လုံးကိုခြေမုံနိုင်လောက်တဲ့လျင်မြန်ထက်မြက်ပြီးပင်မှန်နဲ့ပြင်းထန်တဲ့လှုပ်ဆောင်မှုတွေလုပ်ဖို့ပါပဲ အီရန်ရေဒါတွေအလုံးမလုံးတော့တဲ့မိုးကောင်းကင်မှာ B2 Spirit ရဲ့မိမိန်တဲ့အရေးကလေကြောင်းကာကွယ်စနစ်တွေအချိန်မီတုံ့ပြန်နိုင်တဲ့အမြင့်မှာပေါ်လာပါတယ်။လေရင်ရဲ့ဖြင်းညင်းစွာပွင့်လာတဲ့ဝမ်ပိုက်ထဲမှာမြေပြင်အတွက်မဟုတ်ဘဲမြေအောက်မှာရှိနေတဲ့အရာအတွက်ဒီဇိုင်းဆွဲထားတဲ့ GBU 57AB Massive Orange Partner MOB လက်နက်ကြီးရှိနေတာဖြစ်ပါတယ် ဒီနယ်ဆိုင်စွာထိုးပေါက်နိုင်တဲ့လက်နက်ကြီးဟာအရှိန်20ပေကျော်ရှိပြီးတော့အလေးချိန်3000ပေါင်နီးပါးရှိပါတယ်။ပောက်ကွဲမှုမဖြစ်ခင်မှာကျော်ရဲကြောက်လွာတွေကိုနယ်နယ်ဆိုင်ဆိုင်ထိုးပေါက်နိုင်တဲ့ခေါင်းပိုင်းပါရှိပါတယ်။ဒါကမြန်မာပြည်ပေါ်မှာပောက်ကွဲမှုမဖြစ်စေပဲဒါကတော့ကြောက်လွာတွေကိုအလွာလိုက်ထိုးပေါက်နိုင်တဲ့အေယာမဒူးဆက်ကြီးလိုပါပဲ။ပောက်ကွဲမှုမဖြစ်ခင်ရွေးချယ်ထားတဲ့ပြည်မှတ်တွေကနယ်တန်းမီအောင်ဆက်ယုံ ဘက်တာရန်ဒုံပြန်လွတ်တင်ရေးစင်တာနဲ့ MNLE အောင်နှဆိုင်စွာမှာရှိတဲ့ UAV သေလောင်ရေးကွန်ရက်တို့ဖြစ်ပါရင်တနင်္လာဦးတီးခြားတဲ့တိုက်ခိုက်မှုတစ်ချက်ပဲလိုပါရင်အလုံးရင်းနဲ့တိုက်စီရမလိုပါဘူးမန်ကန်တဲ့နေရာကိုဒုံပြန်တစ်ချက်ထိရင်ကို လုံလောက်ပါပြီ ပို့လို့ရင် B2 က GPU 72တွေထပ်သုံးနိုင်ပါတယ်။ဒါကပေါင်ချိန်3000အောင်နဲ့မြေကြီးကြောက်လွာပေတရာအထိကိုထိုးဖောက်နိုင်ပြီးတော့အလဲအလက်စားပုံခိုခြင်းတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။တချို့အခြေအနေတွေမှာအမေရိကန်ကအခြေရန်အဆောက်အုံတစ်ခုလုံးကိုဖျက်ဆီးရမလို့ဘူး။ပြွန်တွေချိုးတွေလေဝင်ပေါက်တွေစုံတဲ့အဓိကနေရာလေးတစ်ခုကိုတိုက်ခိုက်ရင်ကို လုံလောက်ပါပြီ။အဲဒီနေရာဖျက်သွားရင် တူလိုင်းကောင်တစ်ခုလုံးကလီမယမီးမယထွက်ပေါက်မရှိတဲ့တက်တာကြီးတစ်လုံးဖြစ်သွားမယ်တိုက်ခိုက်ပြီးတဲ့အခါတိုင်းအနိမ့်ဘက်လန်ချောင်းဂျိုရူရီဘော်ကအာယုံကန်ဆက်တရနောက်တစ်ခါထပ်ပြီးတော့စကန်ဖတ်ပါလိမ့်မယ်အပူချိန်မြင်းငလင်လှိုင်းနဲ့ကြံနေတဲ့လေဝင်ပေါက်တရနေထွက်လာတဲ့လေတုဆိုထိုင်းစားတွေကိုစစ်ဆေးပါလိမ့်မယ် အသက်ရှင်နေတဲ့လက္ခဏာတခုခုတွေ့ရင်7မိနစ်အတွင်းဒုတိယတိုက်ခိုက်မှုလုပ်ပါလိမ့်မယ်။ပြင်ဆင်ဖို့အချိန်မရှိ၊ထွက်ပြေးစရာလည်းမရှိ၊ရွေးစရာတခုပဲရှိပါတယ်။အပိုင်းစားရိအောင်မှာအသက်ရှင်ချိန်ရခံရမလား။ဒါမှမဟုတ်လုံခြုံတယ်လို့ထင်ခဲ့တဲ့မြေကြီးနဲ့အတူအရှင်လက်လက်မြေမြုပ်ခံရမလားပါပဲ။ American က မြေပြင်သိမ်းစရာမလိုဘူးခြေတဲ့တက်သားတွေဆဲလို့စရာမလိုပါဘူးပြင်မနဲ့မိုင်းတရာကျော်အကွာကဘီတူးလေရင်ကနေအားလုံးလှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့မြေအောင်စနစ်တွေကအနီးကဘုံကျဲခဲရသလိုပျက်စီးသွားပါမယ်မီဂိုရီကင်းဆင်သွားတဲ့အခါအီရန်နဲ့20ကြာတိစောက်ခဲ့တဲ့အရာတွေရောမင်းနဲ့20အတွင်းမှာချိန်မုံခံလိုက်ရပါပြီ။ဒါပေမဲ့ ဘုံခိုခြင်းနိုင်ကိုဒီလိုဖြက်စီးလို့မရပါဘူး။တချို့ဘုံခိုစရာတွေကမြေအောက်ပေ300ကျော်မှာအလွာလိုက်အားဖြင့်ကွန်ကရစ်တွေနဲ့တိဆောက်ထားပြီးတော့ကြောက်လွာထူထူတွေအောက်မှာဖုံးကွယ်ထားတယ်။ဒါတွေကစည်ရေးအဆောက်အုံတွေတင်မကဘူး။ဒါတွေဟာစိန်ခေါ်မှုတရက်ပါပဲ။တက်နိုင်ရင်လာဖြက်စီးစမ်းမှာလို့ပြောနေတယ်လို့ပါပဲ။အမေရိကန်မှာလည်းဒီလိုစိန်ခေါ်မှုတွေအကျွတ်အထူးအဖြစ်ရှိပါတယ်။ BC112 ဘုံမှာဒါကအထူးနီးပြူဟာလက်နဲ့ဖြစ်ပြီးတော့ပောက်ကွယ်မှုအားကိုလိုသလိုညှိလို့ရပါတယ်။တာမန်လက်နဲ့တီနဲ့မဖြည့်ရှင်းနိုင်တဲ့အခြေအနေတွေမှာအများဆုံးဖိအားပေးဖို့အထူးဒီဇိုင်းဆွဲထားတာပါ။ BC112 က MOP လက်နဲ့လောက်မထိုးဖောက်နိုင်ပါဘူး။ထိုးဖောက်ဖို့လည်းမလိုပါဘူး။အနိုင်ပိုင်းကနေကျို့လူလမ်းညွန်စနစ်သုံးပြီးတော့တိကျစွာပြစ်ချနိုင်ပြီးတော့ညနေပြင်ပေါ်မှာဖြစ်ဖြစ်မြေအောက်မှာဖြစ်ဖြစ်ပောက်ကွယ်စေနိုင်ပါတယ်။ အောက်ကအဆောင်နေဖြူချအောင်လိုင်းထိမှုပြင်းထန်စွာဖြစ်စေနိုင်ပါ रे GPU 57ဒါမှမဟုတ် GPU 72တွေနဲ့တွဲသုံးရင်နှစ်ဆင့်တိုက်ခိုက်မှု ဖြစ်သွားပါမယ်ရိုးရိုးပုံးကအဆောင်ကိုအကြောင်းဖြစ်စေပြီးဒုတိယပုံးကတကားကိုအပီးပိတ်လိုက်သလိုဖြစ်သွားစေပါမယ်ဒါပေမဲ့ဒါကပထမဆုံးရွေးချယ်စရာမဟုတ်ပါဘူးဘက်တရီရဲ့အစီမံချက်တိုင်းမှာမမျော်လင့်တဲ့အခြေအနေတွေအတွက်အစီအစဉ်တစ်ခုအမြဲပါပါ रे အီရန်ကမြေအောက်မှာပုံးပြီးဘယ်သူမှမထိရဲဘူးလို့ထင်နေပါ रे ဒါပေ ပေမဲ့အမေရိကန်ကသူတို့ကိုတိုင်းရိုင်းမထိဖို့မလိုပါဘူးတောင်တစ်ခုလုံးပြိုကျအောင်လုပ်ရုံပါပဲအဲ့ဒီအချိန်မှာတမ်နီနိုင်ငံတိုင်းဝင်ပေါက်တိုင်းချိုးတိုင်းကအမိုက်ပုံဖြစ်သွားမယ်အရင်ကအလုံးစုံနဲ့ထင်ခဲ့တဲ့နေရာကအကောင်းဆုံးထောင်ဖြစ်သွားပါမယ်2025ခုနှစ်မှာဒေဂဘာလုံးကိုအံအားတင်းစီမဲ့ A10 Wildtop ရဲ့အစစ်မြင့်တင်မှုတွေကိုပြောပြပါမယ် 1960ပြည့်လွန်နှစ်တွေမှာနျူကလ িয়ার စစ်ပွဲအန်ဒီယရီမြင့်တက်နေချိန်အမေရိကန်ကာကွယ်ရေးစီမံချက်ရေးဆွဲသူတွေကအောင်ပွဲဆိုတာလက်နက်ကြီးတွေတည်းမဟုတ်ပဲမြေပြင်တပ်ဖွဲ့တွေကိုထိတိယောက်ပံ့ပိုးနိုင်စွမ်းပေါ်လဲမူတည်နေတယ်ဆိုတာနားလည်လာကြပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်အပြီးတိုက်ခိုက်ရေးလေရင်ဖွံ့ဖြိုးမှုနောက်ကျတာကအမေရိကန်ကို VNN စစ်ပွဲမှာအခက်တွေ့စေခဲ့ပါတယ်။အဲဒီအချိန်တုန်းကအမေရိကန်လီတက်ဟာကိုရီးယားစစ်မှာတိုက်ခိုက်ခဲ့တဲ့ Douglas Ewen Skywriter တိုင်လီယန်တွေကိုပဲအထူးကအားထားနေရပါတယ်။ဒါပေမဲ့ Skywriter တွေက VN ရဲ့ထူထပ်တဲ့မုတ်တတော်တွေထဲမှာထိရောက်မှုနေပြီးတော့လေကြောင်းကာကွယ်ရေးမီးကြီးတွေကိုလည်းခံနိုင်ရင်းနေတယ်ဆိုတာပေါ်လွင်ခဲ့ပါတယ်။ဒီကနေ့အချိန်မှာဝေဟင်ကိုပုံမအားဖြည့်ဖို့နဲ့မြေပြင်တပ်ဖွဲ့တွေကိုပံ့ပိုးနိုင်စွမ်းတိုးတက်ဖို့အရေးကြီးလိုအပ်ချက်ပေါ်ပေါက်လာခဲ့ပါတယ်။ American Leader ကဆိုဗီယက်တပ်တွေကိုဖျက်ဆီးနိုင်ပြီးရန်သူကာကွယ်ရေးတွေကိုချိုးဖျက်ကစစ်သားတွေကို ာကွယ်နိုင်တဲ့လေယာဉ်တစ်မျိုးလိုအပ်နေခဲ့ပါတယ်။1966ခုနှစ်စက်တင်ဘာလမှာ American လေတပ်မှူးချုပ်ဗိုလ်ချုပ်ကြီး John McConnell ကအနီးကလေကြောင်းပံ့ပိုးရေးတိုက်လေယာဉ်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ဒါကို AX Attack Experimental အစီအစဉ်လို့ခေါ်ပါတယ်။ဒီအရေးကြီးတဲ့စီမံကိန်းအတွက်လေကြောင်းအာကာသကုမ္ပဏီ6ခုကဒီဇိုင်းနဲ့တင်သွင်းခဲ့ကြပါတယ်။စံသက်အကဲဖြတ်မှုတွေအပြီးမှာ Northrop ရဲ့ YF9A နဲ့ Feltai Republic ရဲ့ YF10A တို့ကိုရွေးချယ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ YF10A ကအနိုင်ရခဲ့ပါတယ်။တင့်တစည်းကိုဖျက်ဆီးခြင်းရင်အရင်ဆုံးပြန်နိုင်တဲ့တင့်တစည်းကိုဖန်ပြီးပါ A10 Thunderbolt 2ဖွံ့ဖြိုးတိဆောက်ရေးနဲ့နောက်ခံအတွေးခေါ်ပါပြီ။အရေးကြီးတဲ့လိုအပ်ချက်တွေကတော့30 mm ဘက်လေလောင်ချာတနက်တနအီမိုင်460အမြန်နှုန်းအရှိန် အနည်းဆုံးပြန်တက်အကွာအဝေး၄ထောင်ပေလက်နက်ဝန်၈ပေါင်အထိတင်ဆောင်နိုင်စွမ်းလို့ဖြစ်ပါတယ်။ဒီလိုအပ်ချက်တရားဒီထူးခြားတဲ့လေကြောင်းလက်နက်ကို ဖွံ့ဖြိုးအောင်တိဆောက်ရေးမှဆိုရင်တော့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပြီးလေကြောင်းစစ်သမိုင်းမှာ အခန်းသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ American Leader ရဲ့ A10 Thunderbolt 2 Waterhawk အတကယ်စစ်အင်အားတင်ကြတာတစ်ခုဖြစ်လာတာလည်းဖြစ်ပါတယ်။ ဒီလျင်တစည်းဟာဆိုရင်တော့ပြန်တက်တဲ့အခါတိုင်းလက်နက်ဝ16000ပေါင် ခလေးတသမနှစ်ကြံအထိကိုတင်ဆောင်နိုင်ပြီးတော့မိုင်ပေါင်း285 458ကီလိုမီတာအကွာအဝေးအထိလုံးနောင်နိုင်ပြီးတော့တစည်းကုန်ကြဆေးကဆိုရင်တော့တတသမ၄သန်းဒေါ်လာနီးပါးရှိပါတယ်။အေထန်းကိုအနီးကပ်လေးဆောင်ပံပိုးရေးတာဝန်တွေအတွက်အထူးဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။မြေပြင်ပေါ်မှာဆိုရင်တော့တိုက်ခိုက်ရေးထိရောက်မှုကိုအမြင့်ဆုံးဖြစ်အောင်လေတက်ရဲ့အဓိကလိုအပ်ချက်တစ်ခုက10မိနစ်ကိုကြီး၄000လောက်အထိကိုပြည့်နိုင်တဲ့လောင်ချာတနက်တက်ဆင်ဖို့ပဲဖြစ်ပါတယ်။တင်ကားရီကို ထိရောက်ဆုံးတိုက်ခိုက်နိုင်ဖို့လိုအပ်ချက်ကနေ GAU-8 Adventure လို့ခေါ်တဲ့30 mm လောင်ချတနက်ကြီးမွေးဖွားလာခဲ့တာပါ။တာမန်တနက်မဟုတ်ဘဲ GAU-8 ကပြောရမယ်ဆိုရင်တော့ ချီနေတဲ့တင့်နေအတွက်အိမ်မက်ဆိုးတစ်ခုပါပဲဒေသနက900မီတာအကွာကနေ2.8လက်မ68မီလီမီတာထူတဲ့တန်ကြပ်ကြရီကိုတောင်ဖောက်ထွင်းနိုင်ပြီးတော့7မိနစ်ကိုကြီးပေါင်း4200လက်နှုန်းနဲ့ပြစ်နိုင်တဲ့အတွက်အခိုင်အမာဆုံးတင့်ကားရီကိုတောင်ခဏအတွင်းမှာအပိုင်းပိုင်းဖြတ်နိုင်ပါတယ်ဒါကြောင့် A10 Thunderbolt 2ကို Water Hall လို့ခေါ်တာဖြစ်ပါတယ် GAU 8တန်းနဲ့အတူလေးချင်းရေးကြီး Uranian ချီနဲ့တန်ကြပ်ဖောက်ကြီးဘယ်တန်ကြပ်ကမဆို ိုးဖောက်နိုင်တဲ့မီးလောင်ကြီးပြင်းထန်တဲ့မီးတွေစေနိုင်တယ်။ပြီးတော့အထူးပြစ်ကြီးခြေလင်တန်းတဲ့နူးညံ့တဲ့ပြင်းမှတ်တွေအတွက်ဆိုပြီးတော့ခြေလေးမျိုးထက်ဆက်နိုင်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကြီးမားတဲ့အင်အားကစိန်ခေါ်မှုတွေလည်းရှိပါတယ်။ပြင်းထန်တဲ့နောက်ခံအားကအေထန်ရဲ့တည်ငြိမ်မှုကိုထိခိုက်စေပြီးတော့ထီရောက်တဲ့ပြစ်ကွာဝေးကတိုးပါတယ်။လေဖက်တဲ့ထိမ့်သိမ်းစရိတ်အတွက်လည်းမြင်မာတာဖြစ်ပါတယ်။ GAU 8 Adventure တနက်တင်မှာကပဲအေးချမ်းမှာသမိုင်းမှာအပြင်းထန်ဆုံးလို့သတ်မှတ်ခံရတဲ့လေရင်တက်တနက်တွေလည်းပါပါတယ်။ဒါကြောင့်အေးချမ်းကချက်လက်ပြီးတော့အလွန်အန္တရာယ်ရှိတဲ့တိုက်ခတ်ရေးအင်အားတရက်ဖြစ်ကရန်သူတင်ကားတွေကိုအလွယ်တကူဖျက်ဆီးနိုင်ပါတယ်။တင်ကားပြမတ်တွေကို ပုံမထီရောက်စွာတိုက်ခိုက်နိုင်ဖို့အေးချမ်းကို AGM 65 Maverick တုံးချင်းနဲ့ AGR 20E တီချာမှုမြင့်လန်းညွန်စနစ်အပါအဝင်လက်နက်မျိုးမျိုးနဲ့စံသက်တက်ဆင်ထားပါရယ် AGM 65 Mavericks ကတန်ချက်ကပြင့်မဲ့ခိုင်ခန့်တဲ့အဆောက်အုံနဲ့သမော်ရီကိုဖြည့်ဆည်းဖို့ဒီဇိုင်းဆွဲထားတဲ့မဟာပြူဟာမြောက်လေစီမှမြေပြင်တုံးကြီးဖြစ်ပြီးတော့ TV အနီအောင်းနဲ့လေဆာလန်းညွန်စနစ်တွေသုံးထားတဲ့မျိုးကွဲတွေလည်းရှိရာဖြစ်ပါရယ်ရှင် ဗီဒီယိုလေးကိုအဆုံးနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။